Screening ပြည်တွင်းဒီမွန်ဆိုတဲ့ Prism နဲ့မှာ FM Radio Line 100 MHz မင်းဆက်မြို့နယ်မှာ95.3 MHz ရှင်မီကဟတ်စ်ကနေဖန်ယူနာဆင်နိုင်ပါတယ်။ဒါ့အပြင်ကင်ဒရော့ဝတီထိုင်းမြက် Facebook စာမျက်နှာမှာလည်းတင်းလာနေကနေတောက်ချာနေအထိနိုင်ယူဝတ်စာထုတ်လွှင့်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ကျွန်မကတော့မုံညာမှာပါ။ဒီနေ့ရဲ့အစီအစဉ်လေးကိုတောင်းဝန်ယူတင်ဆက်ပေးသွားပါမယ်။ ီနေ့အစီအစဉ်မှာတော့ Candrawati Time တင်မိုးလေးဝသချုပ်တင်ခက်မှန်ချက်တွေနဲ့ကုံစင်းနှုံတင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါအပြင်တော်လန်ကြီးအတွက်အိမ်မက်ကိုဆွလွတ်တဲ့အညတရ drone ရဲပေါ်ခူးမိတယ်ဆိုတဲ့အကြောင်းကိုလည်းကြားကြရမှာပါ။ ခတိယဖန်ပြည်သက်တွေအနေနဲ့လူထုစာလွှာအစီအစဉ်မှာပါဝင်ချင်တဲ့ဆိုရင်တော့ Gandrowati Time မြက် Page Messenger ကနေလည်းစာပေးဖို့ထားနိုင်ပါတယ်ရှင်။အခုတော့အရင်ဆုံးအနေနဲ့ Gandrowati Time မြက်သတင်းတွေကိုပြောပြပေးပါပါ။မနေ့ကနိုဝင်ဘာလ20ရက်နေ့မှာကြာရောက်တဲ့ 2965နှစ်ပြည့်ကရင်နှစ်သက်ကူနေကိုစစ်ကော်မရှင်ထိန်းချုပ်တဲ့လွိုင်ကော်မျိုးမှာအခမ်းအနားတူနဲ့ပြုလုပ်ကျင်းပခဲ့ပြီးညပိုင်းအစီအစဉ်မှာတော့သေးတန်ရှင်2 L လာရောက်ဖျော်ဖြေခဲ့တယ်လို့လွိုင်ကော်မျိုးခင်တွေက ပြောပါတယ်အခမ်းအနားကိုတော့စစ်ကော်မရှင်ရဲ့အစိုးရအဖွဲ့ဝင်တွေနဲ့ကရင်စာပေနဲ့ရည်ချင်းမှုကော်မတီတို့ကြီးမှုကျင်းပတာဖြစ်တယ်လို့ပွဲဖိတ်ကြားဖိတ်စာမှာတွေ့ရှိရပြီးတော့အခမ်းအနားကိုတော့လွိုင်ကော်မျိုးကကြောက်တာရင်ပြင်းပါ နိုဝင်ဘာလ20ရက်နေ့ညပိုင်းကကျင်းပခဲ့ကြတာပါပထမပိုင်းအစည်းအဝေးအနေနဲ့ခန်းအားကိုဖဲချိုးဖြက်ဖွင့်လိုက်တာ အမစကားပြောကြတာတမလွန်ဖတ်ကြတာကယန်းဘုံအကခါချတာတွေနဲ့ညပိုင်းအစည်းအဝေးမှာတော့ရိုးရအကတချင်းတွေနဲ့ဖျော်ဖြေခဲ့ကြတယ်လို့မြို့ခံတွေက ပြောပါတယ်စစ်ကော်မရှင်ထိန်းချုပ်တဲ့လွိုင်ကုံမြို့မှာတော့တိုင်းရင်သားတွေရဲ့အထိမ်းအမှတ်နေပွဲတော်တွေတကြောင်တိုင်းပွဲတွေမှာစစ်ကော်မရှင်ကိုထောက်ခံတဲ့အမှုပညာရှင်တွေ သီးသန့်ရှင်တွေကိုဖိတ်ခေါ်ပြီးဖြောဖြင်းတင်ဆက်တာတွေကိုလှုပ်ဆောင်တယ်လို့ right commute ခံတွေကပြောပါတယ် right commute တွေကအထင်ကရနေရာတွေဈေးတွေဘန်တွေကိုလည်းပြန်လည်ဖွင့်လှစ်နေပြီးဖြစ်ပြီးအုပ်ချုပ်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေတယ်လို့စစ်ကော်မရှင်က ပြောဆိုထားပေမဲ့လွတ်လပ်စွာသွားလာနေထိုင်ခွင့်မရှိဘဲနဲ့ကြောက်လန့်နေရတယ်လို့ဒေသခံတွေကတော့ပြောပါတယ် ဖရူဆိုမြို့နယ်အတွင်းကကိုထူကိုထကျောင်းတကျောင်းဖြစ်တဲ့ဆဲတခဲစာတင်ကျောင်းမှာကမ္ဘာကလေးများနဲ့အခမ်းအနားကိုမနေ့ကနိုဝင်ဘာလ20ရက်နေ့မှာကျင်းပခဲ့ကြပါတယ်။နိုဝင်ဘာလ20ရက်နေ့ကကမ္ဘာကလေးများနေ့ဖြစ်ပါတယ်။အဲ့ဒီအခမ်းအနားမှာတော့အဖွင့်ဆုတောင်းတာ၊ဂရင်းနီအလံအလေးပြုတာ၊တချင်းတီဆိုတာ၊အမစကားပြောကြတာ၊ကမ္ဘာကလေးများနေ့ဖြစ်ပေါ်လာပုံပြောကြတာနဲ့အာဟာရကြွေတာစတဲ့အစီအစဉ်တွေကိုပြုလုပ်ခဲ့ကြပါတယ်။ ဲ့ဒီအခမ်းအနားပြုလုပ်နိုင်ဖို့အတွက်လူမှုအသင်းအဖွဲ့တခုကကူညီဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ဆေတခဲကိုထူကိုထစာတင်ချောင်းမှာတော့ KG ကနေ grade 12အထိဖွင့်လှစ်တင်ကြားပေးနေတာဖြစ်ပြီးကလေး300ကျော်ရှိကစေတနာဝန်ထမ်းဆရာဆရာမ23ဦးကပညာသင်ကြားပေးနေတာဖြစ်ပါတယ်။ကမ္ဘာကုလသမဂ္ဂရဲ့အထွေထွေညီလာခံကနေ1954ခုနှစ်မှာစတင်ပြီးနိုဝင်ဘာလ20ရက်နေ့ကိုကမ္ဘာကလေးများနေ့အဖြစ်သတ်မှတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ကရင်နီပြည်တွင်းကနေပြည်ပကိုထွက်ခွာဖို့ကြိုးစားနေတဲ့လူငယ်တွေကတရက်ကိုပြင်းပြအယောက်90ဝန်းကျင်ရှိတယ်လို့သိရပါတယ်။အခုလရဲ့ရက်ပိုင်းအတွင်းမှာတော့ပြည်လဲညော့နေလာပြီးမဲ့ပြီးခဲ့တဲ့လတွေကတရက်ကိုပြင်းပြအယောက်90ဝန်းကျင်ရှိတယ်လို့မင်းဆက်မြို့နယ်ပူပေါင်းအုပ်ချုပ်ရေးရဲ့တာဝန်ရှိသူတူကပြောပါတယ်။လက်ရှိမှာတော့မင်းဆက်မြို့နယ်ပူပေါင်းအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ကရင်နီပြည်ရဲဌာန KSP တို့ပူးပေါင်းပြီးတန်းစီပိတ်ပင်ရေးအသိပညာပေးအစီအစဉ်တွေကိုလှုပ်ဆောင်နေတယ်လို့သူကပြောပါတယ်။ တဖက်နိုင်ငံအတွင်းကိုသွားရောက်အလလောက်ကိုင်းနိုင်ဖို့ကြိုးစားနေတဲ့လူငယ်တွေကပွဲစားတွေရဲ့လိမ်လည်မှုတွေကိုလည်းမကြာခဏခံနေရပါတယ်။ပွဲစားတွေရဲ့ငွေလိုက်တာကို ခံရပြီးငွေကြီးပြလဲရရှိအောင်အုပ်ချုပ်ရေးအဖွဲ့တွေကဆောင်ရွက်ပေးခဲ့တာကအယောက်20ဝန်းကျင်ရှိတယ်လို့မင်းဆက်မြို့နယ်ပူပေါင်းအုပ်ချုပ်ရေးအဖွဲ့စီကနေသိရပါတယ်။ က်ဆိုင်ရာဒီတန္တရအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့လည်းအသိပညာပေးလုပ်ငန်းတွေကိုပုံမူလှောက်ဆောင်ပေးစေလိုတယ်လို့မင်းဆက်မြွနယ်ပူပေါင်းအုပ်ချုပ်ရေးရဲ့တာဝန်ရှိသူကပြောပါတယ်စစ်တပ်အနာသိမ့်ပြီးတဲ့နောက်ဂရင်းနီပြည်တွင်းကလူငယ်အများစုမှာအလုတ်အကန့်အခွင့်အလမ်းတွေပျောက်ဆုံးသွားကြရပါတယ်။လူငယ်တွေအများစုကတော့လက်နက်ကိုင်တော်လန်ရေးတပ်ဖွဲ့တွေအတွေ့တာဝန်ထမ်းဆောင်နေကြပြီးတချို့တွေကလည်းကဏအတီတီကနေတော်လန်ရေးအတွက်ပူပေါင်းပါဝင်နေကြတာလည်းရှိပါတယ်။ ရွေးကောက်ပွဲနောက်ဆက်ဟန်တာဖြစ်စီချင်မှာကာကွယ်ပေးရေးဥပဒေနဲ့ဖမ်းဆီးခံရသူ90ဝန်းကျင်ရှိတယ်လို့စစ်ကော်မရှင်ဘက်ကတရားဝင်ထုတ်ပြန်ထားပါတယ်။ဒီစီရင်ကဒီနေ့ရက်ဇူလိုင်လ29ရက်နေ့ကနေအောက်တိုဘာလ29ရက်နေ့အထိ3လတာအတွင်းဖြစ်ပြီးတိုင်းဒေသကြီးပြည်내အသီးသီးမှအေးအေးယူဆောင်ရွက်မှု40ရှိခဲ့ပါတယ်။စစ်ကော်မရှင်ရဲ့ဖမ်းဆီးတာကိုခံခဲ့ရတဲ့သူတွေထဲမှာတော့အမျိုးသား83ဦးအမျိုးသမီး9ဦးပါဝင်တယ်လို့ပြောပါတယ်။ စီအောင်စုကထုတ်ပြန်ခဲ့တဲ့ရွေးကောက်ပွဲကောက်ွယ်ရေးဥပဒေကလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုချိုးဖောက်နေပြီးဥပဒေကိုလက်နက်တပွဲအသုံးပြုနေတာဖြစ်တယ်လို့မြန်မာ Internet Project MIP ကတော့ပြောဆိုထားပါတယ်စစ်ကောင်မရှင်ရဲ့အရေးယူမှုတွေကိုမြန်မာ Internet Project ကနာမည်နဲ့တကွာမဲ့ပုံတင်ထားနိုင်တဲ့အရေးအတွက်က2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့အထိဆိုရင်စုစုပေါင်း30နှစ်ဦးသားရှိပြီးအဲ့ဒီထဲမှာတော့အမျိုးသား29ဦးနဲ့အမျိုးသမီး3ဦးပါဝင်ပါတယ် မြန်မာအင်တာနက် project အဖွဲ့ကနေနာမည်နဲ့တကွမှတ်တမ်းတင်နိုင်ထားတဲ့သူက Greeny ပြည်က9ဦး၊ရှမ်းပြည်က2ဦး၊ရန်ကုန်တိုင်းက14ဦး၊ပဲခူးတိုင်းက2ဦး၊အ ියා ဝတီတိုင်းက2ဦး၊ကရင်ပြည်က2ဦး၊မွန်ပြည်က2ဦးနဲ့နေထိုင်တဲ့မြို့နယ်ကိုအတိမပြုနိုင်သေးတဲ့သူ9ဦးပါဝင်တယ်လို့နိုဝင်ဘာလ19ရက်နေ့မှာ MIP ကထုတ်ပြန်ထားပါတယ်။ ဟန်ဆောင်မြို့နယ်ကမော်ချီဒေသကိုစစ်ကော်မရှင်ကလေချောင်းကနေထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူတွေထိခိုက်ဒေဆုံးမှုရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီကနေ့နိုဝင်ဘာလ23ရက်မနေ့9နိုင်ကျော်အချိန်မှာမော်ချီဒေသတွင်းကနေရာ3ခုကို3ချိန်ခက်ဂျက်ဖိုင်တာနဲ့ဘုံကျဲသွားတယ်လို့ဒေသခံအမျိုးသားတဦးက Control Body Time ကိုပြောပါတယ်။အဲလင်ရကျဲသွားတာဒီမနေ့9နိုင်ခွဲလောက်ပေါ့။ နဲ့ကိုနိုင်ခွဲတော့မြူတွေလည်းကြာနေပေါ့နော်အဲ့ချိန်မှာလာကျေးသွားတာကျွန်တော်နေတဲ့ဖက်ပေါ့နော်အမှတလုံးလာကျေးသွားတယ်ပြီးတော့တခြားအဖက်တွေမှာလည်းကျေးသွားတယ်ပေါ့နော်အားလုံးပေါင်း၄လုံးလောက်ကျေးသွားတယ်အဲ့ဒီဘုံကျဲမှုကြောင့်အမျိုးသား၅ဦးသေဆုံးခဲ့ပြီးအသက်အရွယ်နဲ့တခြားတန်ရာရမှုအခြေအနေကိုတော့ Gandrawati Time ကဆက်လက်မေးမြန်းနေဆဲဖြစ်ပါတယ်အဲ့ဒီလေကြောင့်တိုက်ခိုက်မှုပြုလုပ်သွားတဲ့နေရာမှာကတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့အရက်သားရီတာနေထိုင်တဲ့နေရာတွေဖြစ်ပါတယ် ပြီးခဲ့တဲ့ဩဂတ်လအတွင်းမှာလည်းတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့မော်ချီဒေတာကိုစစ်ကော်မရှင်ကလေးချောင်းတိုက်ခိုက်မှု၃ကြိမ်ပြုလုပ်ခဲ့ပါတယ်။အဲ့ဒီတုန်းကတိုက်ခိုက်မှုမှာတော့ပြည်သူ30ကျော်သေဆုံးခဲ့ပါတယ်။ကန်ဒရဝတီထမ်းမြက်စရင်အရ2025ခုနှစ်အတွင်းမှာမွန်ချီဒေတာကိုစစ်ကော်မရှင်တပ်ကလေချောင်းတိုက်ခိုက်မှုပြုလုပ်တာအခုအချိန်ပါဝင်ဆိုရင်18ချိန်ရှိနေပြီပဲဖြစ်ပါတယ် ကန်ဒရောဝတီထိုင်မြေသတင်းတွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။အခုတော့မူလဝဒကျူးတင်ခမန်ချက်တွေကိုအလဲပေးရအောင်ပါ။ဟုတ်ကဲ့ပါရှင်။ဒီနေ့ရဲ့ယာတီဥထုအခြေအနေဆိုလို့ရှင်ကျမတို့နေတဲ့ဖက်မှာတော့အာဒီမနေ့ပိုင်းကခါတိုင်းထဲတိတိတသာပို့အေးရာကိုခန်းစားရတယ်ဗောနော။ဒါမင်းဒီနေ့ခင်ပိုင်းမှာတော့နေပူပရောမယာတီဥထုကလည်းတာယာနေတယ်။အခုရေဒီယိုကိုနားဆင်နေကြတဲ့သောတာရှင်တွေဖက်မှာကိုဒီနေ့ရဲ့ယာတီဥထုအခြေအနေကဘယ်လိုရှိလဲ။ ုတ်ကဲ့ပါဒါဆိုရင်အခုတော့မနေ့ဖြန်နိုဝင်ဘာလ22ရက်နေ့အတွက်မိုးလေဝသကြိုတင်ခံမှန်းချက်တွေကိုပြောပြပေးပါမယ်။မလေးများကတင်ဆက်ပေးထားပါတယ်ရှင်။ဘင်္ဂလားပင်လယ်အော်ချင်းဒီမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာတိတ်တင့်တက်ကနေတိတ်ထူထနိုင်ပါတယ်။ပင်လယ်ပြင်အချင်းဒီမှာမြမကန်ယွန်းတာတခြားနဲ့ကန်လိုပင်လယ်ပြင်မှာတစ်ခါတည်းအမိုးတက်လေပြေးတွေချရောက်နိုင်ပြီးလိုင်းကြီးနိုင်ပါတယ်။ မိုးတက်လေပြင်းချနေစဉ်အတွင်းရေပြင်းမြေပြင်းလေးဟာအရှိဘက်ကနေတမိုင်ကို15မိုင်ကနေ25မိုင်အထိတိုက်ခိုက်လာနိုင်ပါတယ်။မိုးအခြေအနေမှာတော့နေပြီးတော့မကွေးတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မှာနေရာဆက်စိတ်မိုးထိချုံရွာနိုင်ပြီးစကိုင်းတိုင်း၊ပဲခူးတိုင်း၊မန္တလေးတိုင်း၊ဧရာဝတီတိုင်းတနင်္သာရီတိုင်းနဲ့ရှမ်းပြည်တောင်ပိုင်းမြောက်ပိုင်းတွေမှာနေရာကွက်ကြားမိုးထိချုံရွာနိုင်ပါတယ်။ရှမ်းကုန်းတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်ရှေ့ပိုင်း ဂရီနီပီနယ်၊ကေရီပီနယ်နဲ့မိုပီနယ်မှာတော့တိတ်တင့်တင့်ဖြစ်ထွန်းနိုင်ပါတယ်။မြို့ချေနေမှာရန်ကုန်တိုင်း၊ကချင်ပီနယ်၊ရှမ်းပီနယ်ရှိပိုင်း၊ဂရီနီပီနယ်၊ကေရီပီနယ်နဲ့မိုပီနယ်တွေမှာမြို့ထူတွေကျဆင်းလာနိုင်ပါတယ်။မိုင်းခွင်းထဲရောက်သွားခဲ့ရင်ဘာလို့တင်ပါသလဲ။မြေမြုပ်မိုင်းတစ်ခုကိုတွေးလိုက်ပြီးဆိုတာနဲ့သိကြပါတယ်။သင်ဟာမိုင်းခွင်းထဲကိုရောက်နေပြီဖြစ်ပါတယ်။ရောက်တဲ့နေရာမှာချက်ချင်းရဲ့ငြိမ်ငြိမ်လေးနေပါ။ အခြားသူတွေအတူပါလာရင်လေသူတို့ကိုချက်ချင်းရက်ခိုင်းပါငြိမ်ငြိမ်လေးရက်ပြီးစိတ်ကိုအတက်နိုင်ဆုံးတည်တည်ငြိမ်ငြိမ်ထားပါမိမိရက်နေတဲ့နေရာဘေးတစ်ဝက်ကိုလည်းသေးကြစွာကြည့်ရှုပါရှေ့ဆက်မသွားတော့ဘဲမိမိလာခဲ့တဲ့လမ်းအတိုင်းနောက်ပြန်လှည့်ပါတကယ်လို့ကိုချေရကိုမြင်ရနိုင်တဲ့အနေထားရှိရင်တော့ချေရအတိုင်းနင်းပြီးဖြည်းဖြည်းချင်းရှောက်လှမ်းရပါမယ်လမ်းတစ်လျှောက်ခြေလမ်းချမဲ့နေရာတိုင်းကို သတိကြီးကြီးထားပြီးနင်းလျှောက်ပါ စိတ်ချရတဲ့အကွာအဝေးတစ်ခုကိုရောက်ရင် နေရာကိုသေးချာအမှတ်အသားလုထားခဲ့ပါ အမှတ်အသားထားခဲ့ဖို့အန္တရာယ်များနေတဲ့အခြေအနေမပေးဘူးဆိုရင်လေနေရာကိုသေးချာမှတ်ထားပြီးအချက်လက်ကိုမိမိရက်ရွာတွေက တခြားသူတွေနဲ့မျှဝေပေးပါရက်ရွာကိုလာလန်းအတိုင်းအမြန်ဆုံးပြန်ပြီးရွာသူရွာသားတွေရွာလူကြီးတွေဘာသာရေးကောင်းဆောင်တွေလက်နက်ကင်အဖွဲ့အစည်းတွေကိုအကြောင်းကြားပါ ကတိယဖန်မြန်မာဘာသာရေဒီယိုအစီအစဉ်ကနေဆက်လက်အတန်းလွှင့်ပေးနေပါတယ်။အခုတော့တော်လန်ကြီးအတွက်အိမ်မက်ကိုဆွတ်လွတ်တဲ့အညတရဒရုန်းရဲပေါ်ခူးမိတယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဒီအကြောင်းကိုတော့ Candrobody Time အကြီးတန်းသတင်းထောက်ထွေးတယ်ကနေစုစည်းပေးပို့ထားတာပါ။အကြောင်းအရာအဖြစ်ဆုံးကိုတော့အခုပဲတင်ဆက်ပေးပါမယ်။ ီတော်လေးရေကိုတော့တရားရခဏတော့လို့ကြည့်ချီထားပါတော့အောင်မယ်လို့တော့ယုံကြည်တယ်အချောင်မို့ကျွန်တော်လူငယ်တယောက်နေနဲ့ကိုလောက်နိုင်ရဲ့အရေးချင်းအကုန်လုံးထုတ်ပြပြီးတော့လှုပ်ဆောင်နေရပါတော့အသက်20ဝန်းကျင်သာရှိသေးတဲ့ခူးမီရဲရဲ့စကလုံးတွေကနေပြီးတော်လည်းအပေါ်မှာထားတဲ့သူ့ရဲ့စိတ်ဓာတ်တွေယုံကြည်ချက်တွေကိုခန်းစားနားလည်နိုင်ပါတယ် သူကတော့လက်ရှိ Greeny ပြည်တွင်းမှာစစ်ကောင်စီတပ်ကိုတော်လန်တိုက်ထုတ်နေတဲ့တော်လန်ရေးတပ်ဖွဲ့တွေထဲကတပ်ဖွဲ့ဖြစ်တဲ့ Greeny အမျိုးသားများကာကွယ်ရေးတပ် KNDF drone တပ်ဖွဲ့မှတာဝန်ထမ်းဆောင်နေပါတယ်။နေ့စဉ်နဲ့အမျှစစ်ကြောင်ထိုးလာနေတဲ့စစ်ကောင်စီတပ်ကိုတုတ်တင်ရှင်းလင်းဖို့အတွက် သူတက်မြောက်ထားတဲ့ drone ပညာရပ်တွေနဲ့ရန်သူကိုအကောင်းဆုံးဘယ်လိုခြေမုံနိုင်မလဲဆိုတာကို အမြဲတွေးတောနေပါတယ်။ တိုက်ပွဲတပွဲပြီးသွားတိုင်းနောက်ထပ်လာမယ့်တိုက်ပွဲတွေမှာဘလို့အကောင်းဆုံးလှုပ်ဆောင်ရမလဲဆိုတာကိုအမြဲတွက်ချက်နေပြီးတိုက်ပွဲတပွဲအတွင်မှာကြုံတွေ့ခဲ့တဲ့စိန်ခေါ်မှုတွေကိုပြန်လည်သုံးသပ်နေတတ်ပါတယ်။အခုကျွန်တော်က drone တပ်သားတယောက်နေနေဆိုတော့ကျွန်တော်အဲ့အရင် drone တွေထပ်ပိုကောင်းဘလို့စူးစားပြီးလှုပ်နေလဲဆိုတော့ဟိုဂျပန်မမြင်အောင်လို့ဟိုအခြားအတိမွားစပိုကောင်းတော့လှုပ်ဆောင်ထားတာရှိပါဘူး။ပြီးတော့ အရင်ထက်ဟိုကောင်းတဲ့ဤပညာမျိုးနဲ့ဘယ်လိုပြန်လာမလဲဆိုတော့လောက်ရမျိုးနဲ့ဂျိုစာဆက်လက်လုံးဆောင်တယ်ခုလိုဆိုအရင်တိုက်ပွဲချင်းနေကိုကြည့်ပြီးတော့အဲ့ထက်ပူကောင်းအောင်သူတို့သူရဲ့ချင်းနေထက်ပူကောင်းလို့ကျွန်တော်တို့လှုပ်ဆောင်နိုင်တယ်များလှုပ်ဆောင်နေပါတော့စကမ်စီကိုတိုက်ခိုက်သွန်းလှန်တဲ့တိုက်ပွဲတွေမှာခစ်စနစ်နဲ့လိုက်လျောညှိထွေးပြီးနင်းပညာမြင့်တဲ့ drone စစ်ဆေးရေးတွေကတိုက်ပွဲမှာအထူးအရေးပါပါတယ် ခုမီရဲကအာနာမသိန်းခင်ကတော့ရှမ်းကယားနယ်စပ်တနေရာမှာဖွက်လက်ထားတဲ့အထက်တန်းချောင်းတချောင်းမှာသူ့ရဲ့ရီမန်းချက်တွေမျောမန်းချက်တွေအိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ဖို့ကြိုးစားနေခဲ့တဲ့သူပါသူကတော့အဆင်ပြေချုံးမွေ့ပြီးလူတာရနေတဲ့မိသားစုကနေဆင်းသက်လာတာတော့မဟုတ်ပါဘူးဘိုးဘွားလက်ထက်မှာကတည်းကအစဉ်တစိုက်လေယာဉ်လုပ်ငန်းတွေကိုလုပ်ကိုင်းလာခဲ့တဲ့မိဘနှစ်ပါးကနေမွေးဖွားလာတဲ့သူပါဒါကြောင့်လေနေပူမရှောင်မိုးရွာမရှောင် သားသမီးရဲ့စာဝန်ရည်အတွက်လေယာထင်းဆင်းနေရတဲ့မိဘတွေအပြင်ဆင်းရဲသားဆွေမျိုးသားချင်းတွေဒုက္ခရောက်နေတဲ့အများပြည်သူတွေကိုကူညီနိုင်ဖို့အတွက်ဆရာဝန်တဦးဖြစ်ချင်ခဲ့တာပါဆရာဝန်တဦးဖြစ်လာနိုင်ဖို့အတွက် တက္ကသိုလ်ဝေဒန်းစာမေးပွဲကိုဖြစ်ဆိုဖို့ကြိုးစားနေချိန်မှာပဲသူ့ရဲ့အိမ်မက်တွေကအာနာယူတဲ့လူသစုရဲ့ရိုက်ချိုးတာကိုခံခဲ့ရတာပါကျွန်တော်ကြောက်တဲ့ချိန်မှာတော့ကျွန်တော်တော်တော်ကြိုးစားလိုက်ရတယ်ကျွန်တော် အပိုင်းမှာပေါ့နော်ဟိုဆရာဝတယောက်ဖြစ်ဖို့ဆိုလဲတော်ရအီချင်းနဲ့များတော့တော်တော်စူးစမ်းလိုက်ရပြီးတော့အဲ့ဆရာဝဖြစ်ခဲ့ရင်ဟိုကျွန်တော်ရဲ့ဆွေမျိုးမိဘပြီးတော့လူပြီးပြီးသူလူဆိုလဲနည်းနည်းကူညီရအောင်ပေါ့ကူညီကုတော်လဲရဝမ်းလဲဝါဆိုတဲ့အတိုင်းအဲ့လိုပုံစံနဲ့ဆရာဝဖြစ်ချင်ခဲ့ စစ်တပ်ရဲ့အာဏာသိမ်းမှုကိုစတင်ကြားသိလိုက်တဲ့အချိန်မှာသူ့ရဲ့မတိစိတ်ကနေပြီးဒါကမတရားမှုဖြစ်တယ်ဆိုတဲ့အတိကအာဏာရှင်ကို သုံးလန့်ဖို့သုံးအားပေးစေခဲ့တာပါဒီမတရားမှုကိုတော်လနိုင်ဖို့ဆိုတဲ့အတိက သူ့ရဲ့အိမ်မက်တွေကိုဆွလွတ်စေခဲ့ပါလေအနာဂတ်ပြည်တော်စုကြည်ဖြစ်လေတောက်ပနိုင်ဖို့ရှိရှိသမျှလူငယ်တွေအုံကြွလာတဲ့အချိန်မှာတော့ခုမီတဲ့တယောက်လေပါဝင်လာခဲ့တာပါတော်လိုက်ရေးလက်စီရွေးလိုက်လို့လဲကျွန်တော်နောင်တရလားဆိုတော့မရ ဘာလို့လဲဆိုတော့ကျွန်တော်တို့မှမလောက်ရင်နောက်လာမယ့် music တဲ့အတွက်ဟိုမျိုးအမေရကကျွန်တော်ထပ်ပို့ပျက်စီးသွားမှာဆိုအဲကြောင့်တော်လေးရင်းလိုက်ဆက်ရေးချလိုက်မတရားမှုကိုမလိုလားတဲ့ဒီလိုလူငယ်တွေနောက်ထဆိုတာသူတို့မှမရှိခဲ့ပါဘူးဒါပေမဲ့တော်လန်ကြီးအချိန်ကာလကြာလာတဲ့အများစစ်ပန်းလာတာတွေဖြစ်ကုန်ကြပါတယ်ခင်မင်းရင်းနှီးတဲ့သူတွေနဲ့ဝေးကွာကုန်ချရတယ်မိသားစုတွေလည်းတကွေးတပြားဖြစ်ကုန်ရတယ် မသိတဲ့သူတွေနဲ့တိကျွမ်းခွဲရတယ်လို့တချို့တွေနဲ့လည်းတော်လန်ကြီးကာလာမှာသွေးတောက်ညီအကိုတွေဖြစ်ခဲ့ကြပြီးအနာကက်အိမ်မက်ရှောက်လန်ပေါ်ကိုရောက်နိုင်ဖို့စစ်အာဏာရှင်ကိုအတူတရင်နဲ့တေးကွဲကွဲပြီးခွဲခွာရတဲ့သူတွေလည်းရှိပါတယ်။အမောင်မိုက်စုံညလဲတွေကိုအတူဖြတ်တန်းရင်းနဲ့မျက်ရည်တွေကျခဲ့ကြတယ်။တခါတလေမှစိတ်တက်တွေကအောက်ဆုံးကိုထိုးဆင်းသွားတဲ့အချိန်တွေလည်းရှိတတ်ကြပါတယ်။ ခုမိတဲ့တယောက်ကလည်းဒီလိုအချိန်တွင်နဲ့ဂျုံတွေ့ခဲ့ရဖူးတဲ့သူတူပါ2025ခုနှစ်အတွင်းဘောလခေတိုက်ပွဲအတွင်းမှာပဲခုမိရရဲ့အရင်နည်းဆုံးဖြေဖို့ရဖက်တူကသူ့ရဲ့မျက်စိရှင်မာတင်ချဆုံသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်ဒီဖြစ်စဉ်ကြောင့်သူ့ရဲ့စိတ်ဓာတ်ကိုအောက်ဆုံးထိထိုးချစေခဲ့ပေမဲ့တစ်ဖက်မှာကနာကြီးတဲ့စိတ်နဲ့ပြလဲနူထလာစေခဲ့ပါတယ်အဲအမေရဆုံးနဲ့အမေမေရဆုံးတိုက်ပွဲဆိုတော့အဲ့ဒီဘောလခေချွက် တော့တိုက်ပွဲပဲမနော်ဘာလို့ဆိုဘီနာမှာတငချင်းကြဖူးတော့တော့မျက်စိရှိမှကိုယ်တိုင်မြင်ဘူးတော့ကိုယ်တိုင်ထမ်းခဲရတော့အဲ့လိုအဲ့ကြောက်ဆိုတော့အမ်တိုက်ပွဲတော်တော်နည်းမေလို့မရပါတော့ခုကြည့်ပါဒီလိုစိတ်တက်ကြစရာတွေစိန်ခေါ်မှုတွေဖြစ်နေတဲ့ဒီတော်လည်ကြီးကာလမှာတော့ခူးမီတယ်လို့တက်ချွပြီးအနာကက်ပြင်းနေတာယာလှပဖို့အတွက်ဆလွအနေနာခင်ချတဲ့လူငယ်တွေရန်ထောင်ချီမက ရှိနေတတ်ပါတယ် ိုင်းပြည်ရဲ့အနာဂတ်ကလက်ရှိလူငယ်တို့ရဲ့လက်ထဲမှာပဲရှိနေပါတယ်။နှစ်ပေါင်းများစွာခင်အဆက်ဆက်ဆွေအာနာရှင်တွေရဲ့ရစဲမှုတွေလူသားမဆန်တဲ့လုပ်ရက်တွေကြောင့်2023ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာတော့တနိုင်ငံလုံးမှာရှိတဲ့လူထုတွေအုံချလာစီခဲ့ပါတယ်။လက်ရှိမှာတော့ဆစ်အာနာရှင်ကိုတော်လန်ကြီးနဲ့တချို့သော သူတွေကမြေစာပီဖြစ်ခဲ့ရပေမဲ့ဒီမြေစာပီတွေကနေပဲမြေဩဇာအဖြစ်ပြောင်းလဲကာ တော်လန်ပင်တွေကိုဆက်လက်ချက်ခိုင်းနေစေဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်အခုနားဆင်ခဲ့ရတဲ့အကြောင်းကတော်လန်ရီအတွက်အိမ်မက်ကိုဆွလွတ်တဲ့အညဒရဒရုန်းရေးပေါ်ခုမိတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ် ကုန်စည်နှုန်းသတင်းနိုင်ငံချမ်းဝေလဲနှုန်းသတင်းတွေကိုတင်ဆက်ပေးရမယ်အလက်ကိုရလာပါပြီဒီနေ့မှာတော့ဖေကွန်မြင့်နယ်ပီကင်းဆေးမှာရောင်းချပေးနေတဲ့ကုန်စည်နှုန်းသတင်းနဲ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချမ်းဝေလဲနှုန်းတွေကိုစုစည်းတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ဒီကနေ့နိုဝင်ဘာလ23ရက်နေ့မှာကောက်ယူထားတဲ့ဖေကွန်မြင့်နယ်ပီကင်းဆေးမှာရောင်းချပေးနေတဲ့ဈေးနှုန်းအခြေအနေတွေကဘယ်လိုရှိလဲဆိုတာနဲ့ပတ်သက်ပြီးမလီမြာကအခုလိုပဲတင်ဆက်ပေးထားပါတယ်ပီကင်းဆေးမှာရောင်းချပေးနေတဲ့ဆန်တအိတ် 9500ချက်ဤသူစားပဲစီတပိတ်တာ18000ချက်ချက်သွန်ဖြူတပိတ်တာ12500ချက်ချက်သွန်ဤတပိတ်တာ9000ချက်ခဲချီဒီတပိတ်တာ9000ချက်အာလူတပိတ်တာ9000ချက်ဂျင်းတပိတ်တာ9000ချက်ငှက်ယူဒီစိတ်တပိတ်တာ8000ချက်ငှက်ယူဒီ6ကော်လော်အော်ဒီတပိတ်တာ3600ချက်ငှက်ယူဒီ6မူးမျော်ဒီတပိတ်တာ2600ချက် မြေပဲခြံတပိတ်တာ12000ကျက်ကျက်ဥတကက်15000ကျက်အသားသူတပိတ်တာ2400ကျက်ကလဘဲတပိတ်တာ1000ကျက်ပဲနီလေးတပိတ်တာ2000ကျက် KND တပိတ်တာ900ကျက်ငနီတူ6တပိတ်တာ3600ကျက်တကြာတပိတ်တာ8000ကျက်စားတထုတ်2000ကျက်ပရီမီယာကော်ဖီအထုတ်ကြီးတထုတ်1800ကျက်ဆန်နီကော်ဖီအထုတ်ကြီးတထုတ် 19000ကျပ် Rich Coffee အထောက်ကြီးတစ်ထုပ်13000ကျပ်လဖဲချောက်တပိတ်တာ3200ကျပ်ဂွန်းသီးတပိတ်တာ3800ကျပ်ဂူနူဝါတပိတ်တာ1000ကျပ်အင်ကူတပိတ်တာ1000ကျပ်ဖျောင်းတိုင်တိုင်ကြီးတစ်ထုပ်3000ကျပ်ကမ်ဘောလေးဆက်ပြတခဲ2000ကျပ်ဖူဂျီဆက်ပြဘူးကြီးတပူဖူဂျီဆက်ပြဘူးသေးတပူ3000ကျပ်ဈေးတီးတီးရှိနေပါတယ် အသားဈေးတွေကတော့ကျက်သားတပိဒါ3400ကျက်အမဲသားတပိဒါ2800ကျက်ဝက်သားတပိဒါ3500ကျက်နဲ့မော်ဆာငါးတပိဒါ3400ကျက်ဈေးရှိနေတာပါဒက်စီတလီတာဈေးနှုန်းမှာတော့4000ကျက်ရှိပြီးဒီဇယ်တလီတာမှာလည်း4000ကျက်ဈေးအတိအကျရှိနေပါတယ် ဟုတ်ကဲ့ပါအခုကြာခဲ့ကြရတဲ့ကုံစင်းနှုံတွေနဲ့ဆက်သုံးစီစင်းနှုံတွေဟာရောင်းချတဲ့ဈေးဆိုင်ပေါ်မူတည်ပြီးတော့လဲဈေးနှုံကွာဟမှုအနေနဲ့ရှိနိုင်ပါတယ်ဆက်လက်ပြီးဒီကနေ့နိုဝင်ဘာလ23ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချမ်းငွေလင်းနှုံတွေကိုဆက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်မလီမြာကနေပြီးစုစည်းတင်ဆက်ပေးထားပါတယ်အမေရိကဒေါ်လာဈေးကွက်မှာဒေါ်လာကို3950ကျပ်ဝယ်ဈေးရှိပြီးရောင်းစင်းမှာ4050ကျပ်ပေါက်ဈေးရှိနေပါတယ် ယူရိုစတာလီဈေးကွက်မှာ2ယူရိုကိုဝယ်ဈေး4560ကျပ်နဲ့ရောင်းဈေး4685ကျပ်ပေါက်ဈေးရှိနေတာပါဗြိတိန်ပေါင်ဈေးကွက်မှာတော့တစ်ပေါက်ကိုဝယ်ဈေး5180ကျပ်ရှိပြီးရောင်းဈေးမှာ9300ကျပ်ဈေးရှိနေပါတယ်စင်ကာပူဒေါ်လာဈေးကွက်မှာတော့ဒီကနေ့ရဝယ်ဈေးဟာ3025ကျပ်ရှိပြီးရောင်းဈေးမှာ3100ကျပ်ဈေးရှိနေတာပါထိုင်းဘတ်ပေါက်ဈေးမှာတစ်ဘက်ကိုဝယ်ဈေး 123.95ကျပ်ရှိပြီးရောင်းစည်းမှာ125ကျပ်ပေါက်စည်းနဲ့ဈေးငြိမ်နေပါတယ်။တရုတ်ယွမ်စျေးကွက်မှာတော့တရုတ်ယွမ်ကိုမြန်မာကျပ်ငွေ956ကျပ်ဝယ်ဈေးရှိပြီးရောင်းစည်းမှာ980ကျပ်ပေါက်စည်းနဲ့ဈေးအနည်းငယ်ပြောင်းလဲရှိနေပါတယ်။မလေးရှားရင်ကီဈေးကွက်မှာတော့ဒရင်ကီကိုမြန်မာကျပ်ငွေ953ကျပ်ဝယ်ဈေးရှိပြီးရောင်းစင်းမှာ986ကျပ်နဲ့ဈေးအနည်းငယ်ချလာနေပါတယ် ဂျပန်ရန်စည်းကွက်မှာတော့ဒီကနေ့ရဲ့ဝယ်ဈေးဟာတရန်ကိုမြန်မာကျပ်ငွေ25.39ချက်ရှိပြီးရောင်းစင်းမှာတော့25.01ချက်ပေါင်းစည်းရှိနေပါတယ်။ကိုရီးယားဝန်စည်းကွက်မှာလည်းတဝန်ကိုမြန်မာကျပ်ငွေ2.68ချက်ဝယ်ဈေးရှိပြီးရောင်းစင်းမှာ2.05ချက်ပေါင်းစည်းနဲ့ဈေးအပြောင်းလဲရှိနေတာပါ။နိုဝင်ဘာလတတိယပတ်တောက်ချာနေ့ရဲ့နိုင်ငါချားငွေလဲနှုန်းတွေဟာထိုင်းဘတ်ဈေးနှုန်းက ုံမှန်တိုင်းရှိနေပြီးဂျန်နဲ့ငွေစင်းနှုံးတွေကဈေးကျလာတာကိုတွေ့ရပါတယ်မနက်7ရက်နေ့အတွင်းမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချားငွေလဲနှုန်းတွေကိုကြံခဲ့ကြရတာပါဒီငွေစင်းနှုန်းတွေကလည်းအောက်ချင်းချက်လွဲပြားမှုနေရာဒေသကွဲပြားမှုအရွယ်ရာဝယ်မှုအရာပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်တယ်လို့ငွေစည်းတွေကအချိန်နဲ့အမျှအပြောင်းလဲဖြစ်ပေါ်နိုင်ပါတယ်ရှင် နောက်ဆုံးအနေနဲ့ကမ္ဘာရွှေစည်းမြမရွှေစည်းနှုန်းတွေကိုဆက်လက်ကြားကြရမှာဖြစ်ပါတယ်။အတူနာဆင်ချရအောင်လားရှင်။ဒီကနေ့ရဲ့ကမ္ဘာရွှေစည်းမှာ တအောင်စကုအမေရိကဒေါ်လာအမေရိကဒေါ်လာ4088.5ဒေါ်လာရှိပြီးဒီတစ်ပတ်ရဲ့တောက်ချာနဲ့ကမ္ဘာရွှေစည်းဟာဈေးအနည်းငယ်ကျလာနေပါတယ်။ပြီးခဲ့တဲ့တစ်ပတ်တောက်ချာနေ့မှာတော့ကမ္ဘာရွှေစည်းတအောင်စကုအမေရိကဒေါ်လာ4204.35ဒေါ်လာမှာရှိနေတာပါ။ မြမရွှေဈေးမှာတော့15ပဲရည်တစ်ချက်သားကိုဒီနေ့ရဲ့ဝယ်ဈေးဟာ3860ကျပ်ရှိပြီးရောင်းဈေးမှာတော့83900ကျပ်ပေါက်ဈေးရှိနေပါတယ်။တစ်ပတ်အတွင်း15ပဲရည်ရဲ့ရွှေစင်းနှုံးတွေဟာအနည်းဆုံး89,200ကျပ်ကနေအများဆုံး83,900ကျပ်တွေပေါက်ဈေးရှိခဲ့ပါတယ်။ဒီကနေ့ရဲ့16ပဲရည်တစ်ချက်သားရဲ့ဈေးနှုန်းမှာတော့ဝယ်ဈေး86သိန်းရှိပြီးရောင်းဈေးမှာတော့ 88သိန်းပေါက်ဈေးရှိနေပါတယ်။ဒီတစ်ပတ်အတွင်း16ပဲရေတစ်ချက်သားရဲ့ရွှေဈေးနှုန်းတွေဟာအနည်းဆုံး84သိန်း2000ချက်ကနေအများဆုံး88သိန်းအထိပေါက်ဈေးရှိခဲ့ပါတယ်။ဒီတစ်ပတ်ရဲ့ကမ္ဘာရွှေဈေးနဲ့မြန်မာရွှေဈေးနှုန်းမှာတော့ဈေးအနည်းငယ်ကျလာတာကိုတွေ့ရပါတယ်။ကျမတို့အခုချားခဲ့ကြရတဲ့ကမ္ဘာရွှေဈေးမြမရွှေဈေးနှုန်းတွေကဒီတစ်ပတ်အတွင်းမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ကမ္ဘာရွှေဈေးမြမရွှေဈေးနှုန်းတွေပဲဖြစ်ပါတယ်။ ဒီစင်းနှုံးတွေကလည်းအချိန်နဲ့အမျှအပြောင်းလဲဖြစ်ပေါ်နိုင်ပါတယ်။ကုန်စင်းနှုံးတည်နေနိုင်ငံချောင်းဝေလဲနှုံးတည်တွေကိုတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေဒီနေ့မှာတော့ပီကင်းစင်းမှာရောင်းချပေးနေတဲ့ကုန်စင်းနှုံးတည်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းဝေလဲနှုံးတွေနဲ့ကမ္ဘာရွှေစည်းမြမရွှေစည်းတွေကိုကြားခဲ့ကြရတာပဲဖြစ်ပါတယ်။ ဂရနီပြည်တွင်းကဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုမျှဝေခြင်းသာတောင်းဆိုခြင်းသာပြောင်းလဲစေလိုတာတွေနဲ့ပြည်သူတွေနေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပြန်လည်မျှဝေပြောပြပေးခြင်းနဲ့ဆိုရင်ကနယောက်ဒီထိုင်းရဲ့လူထုစာလောအစီအစဉ်မှာပေးပို့စာကနေတဆင့်ပါဝင်နိုင်ပါတယ်။တင်းရဲ့ပေးပို့စာကိုကနယောက်ဒီထိုင်းရဲ့ Facebook Messenger ကပဲဖြစ်စေ ktfmbmis@gmail.com ကိုစာရေးသားပေးပို့တာဖြစ်စေပြုလုပ်နိုင်ပါတယ်။ signal ဒါမှမဟုတ် telegram ကနေတဆင့်ရေးသားပြဖို့ချင်တယ်ဆိုရတော့အပေါင်6665881412ကိုရေးသားပြဖို့နိုင်ပါတယ်ခင်ဗျာလူထုတွေပြဖို့လာတဲ့စာလွှာတွေကိုပြန်လည်ဖတ်ကြားပေးမှာဖြစ်ပြီးတော့တက်ဆိုင်ရာတွေဘက်ကနေပြန်လည်ဖြည့်ကြားချင်တယ်ဆိုရင်လူထုစာလွှာအစီအစဉ်ကနေတဆင့်ပြန်လည်ပြဖို့ဖြည့်ကြားနိုင်ပါတယ်ခင်ဗျာ TTN Fan မြန်မာဘာသာရေဒီယိုအစီအစဉ်ကိုထုတ်လွှင့်ပေးနေတာဒီညအဖို့တော်တို့လောက်ပါပဲရှင်။ TTN Fan ကိုနားဆင်အားပေးခဲ့ကြတဲ့တဦးချင်းစီကိုလည်းကျေးဇူးတင်ပါတယ်။သောတာရှင်များနဲ့ဂရင်းနီပြည်သူပြည်သားများအားလုံးလည်းစစ်ပေးအပါဝင်တဘဝပြီးအဒီအပေါက်ကကင်းလို့ငယ်အေးကြပါစေကြောင်းကျမတို့ရေဒီယိုအဖွဲ့သူဖွဲ့သားတွေကဆုမကောင်းတောင်းပေးလိုက်ပါတယ်။ကျမကတော့မောင်ညာမှာပါ။ဒီနေ့ရဲ့အစီအစဉ်လေးကိုတာဝန်ယူတင်ဆက်ပေးသွားခင်တာပဲဖြစ်ပါတယ်။မနေ့ပြင်ရရဲ့ဒီလိုအချိန်မှလေး KTF ပြည်သက်တွေနဲ့ပြည်လဲဆုံတွေ့ပါမယ်ရှင်။